ထိုင်းမြန်မာနယ်စပ်ဖျားသုံးစုဒေသမှာထိုင်းနိုင်ငံအတွင်းသို့ထိုင်းဘက်ငွေ၁၈တန်းနီးပါးတည်ဆောင်လာသူအားထိုင်းအနာပိုင်များကဖမ်းဆီးခဲ့ကြောင်းထိုင်းနိုင်ငံဘက်မှလာတဲ့သတင်းများအရသိရပါသည်။ဖမ်းဆီးထားတဲ့ငွေကြေးများရဲ့မူလအရင်းမြစ်နဲ့ပတ်သက်ပြီးထိုင်းစစ်တပ်နဲ့ထောက်လန်းရေးတို့ကစုံစမ်းစစ်လျက်ရှိကြောင်းနဲ့ထိုင်းအကောက်ခွန်ဥပဒေအရတရားမဝင်ငွေကြေးတည်ဆောင်မှုအားရေးယူမှာဖြစ်ကြောင်းထိုင်းသတင်းများကဆိုပါသည်။ထိုင်းမြန်မာဖျားသုံးစုနယ်စပ်ဟာမောက်ခိုလမ်းကြောင်းဖြစ်ကြော်ကြပြီးရခိုင်ကလည်းငွေရေးစေဝါများပါဝင်ရွှေပြောင်းလို့သမား ားများတရားမဝင်မှောက်ခိုးပစ္စည်းများအားတည်ဆောက်မှုနှင့်ထိုင်းအနာပိုင်များကမကြာခဏဖမ်းဆီးမှုများရှိနေကြောင်းဒေသခံများထံမှသိရပါသည်။ဒါ့အပြင်ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာလည်းကြားဖြန့်ခေါ်အွန်လိုင်းငွေလိမ်ခိုင်းများအားထိုင်းအစိုးရကနှိမ့်နေနိုင်ရန်မြန်မာနိုင်ငံသို့ပို့လွှတ်ရောင်းချထားတဲ့လျှက်စင်ပြီးဖုန်းအင်တာနက်လိုင်းများနဲ့လောင်စာဆီတင်ပို့မှုများပိတ်ထားပြီးရဲ့နောက်နယ်စပ်တစ်လျှောက်မှာလည်းစစ်စေးရေးတင်းကျပ်ထားကြောင်းသိရပါသည်။